အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football and love အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးကြိုလိုက်ပါတယ်ကောင်းမွန်တော့မနက်ခင်းလေးဖြစ်ပါစို့ဒီညကနေပြီးတော့စုံမောင်းအောင် တောင်းပေးလိုက်ပါတယ်အဲ့တော့ Chelsea အသင်းကတော့အပြောင်းရွှေ့မှာရွှေ့လျတာတော်တော်ကြီးကိုမြန်နဲ့အသင်းသင်းလို့ပဲဆိုရမယ်ဒီမှာပါပါတယ်ဒါကြောင့်မင်းညကမှဒါ Liam Delap တွေနဲ့ Chelsea အသင်းကိုတရားဝင်ရွေးချယ်လိုက်တဲ့အကြောင်းကိုတင်ဆက်ပြီးတယ်ဘလောက်မှမကြတဲ့အချိန်မှာ Chelsea အသင်းကတော့ Liam Delap နဲ့ပတ်သက်ပြီး Here we go နေပြီးတော့ တီရတယ်မှာပါတယ်အဲ့ဒီချိန်မှာပဲဒါကျွန်တော်မနေ့ညကကလေးကလီယမ်ဒလက်ကလန်ဒန်မြို့ကိုသွားနေပြီဖြစ်တယ်ဆိုရယ်သတင်းဒီပါတောက်ရှောက်ထွက်ပေါ်လာခဲ့တယ်အဲ့တော့ဒါကျွန်တော်တို့ဒါထင်တာပေါ့နော်လီယမ်ဒလက်ကဒါဆိုရင်ချက်စီအသင်းကိုကလပ်ဝေါ်ကမတိုင်ခင်အမိ join မဲ့သဘောမှာရှိတယ်လို့ကျွန်တော်အနေနဲ့ဒါကောက်ချက်ချလို့ရပြီလို့ပြောလို့ရတယ်အဲ့တော့ဒီကိစ္စလေးကိုဒီဒီလေးနည်းနည်းလေးပြောအောင် အဲ့လက်ရှိမှာတော့ကျွန်တော်သိကြရတဲ့မဲ့ Chelsea အသင်းကရတာကျွန်တော်မနေ့က Liam Delap ကသူတို့ club ကိုရွေးချယ်လိုက်တယ်ဆိုတဲ့အကြောင်းကိုဒါကျွန်တော်တို့ချက်ချင်းဆိုဆို David Austin ကမနေ့ညကည၈နာရီခွဲလောက်မှာသိရတယ်မှာပါတယ်။ဘလောက်မှမကြပဲတဲ့ကြာကျွန်တော်တို့ညတနာရီပေါ့ည၇နာရီနဲ့တနာရီကြားထဲမှာဒါကျွန်တော်တို့ Liam Delap နဲ့ဒါ Chelsea အသင်းနဲ့ Here we go သွားပြီဖြစ်ကြောင်းဒါတစ်ဖက်က David Austin ကတစ်ဖက်က David Austin ကလည်း ် Isis တောင်ကိုချက်စီတင်ကပေါင်တန်း30ပေးပြီးတော့စာချုပ်ဖြတ်သိမ်းလိုက်ပြီးဖြစ်ကြောင်းကိုတရားဝင်ကြေညာခဲ့တယ်ဆိုတဲ့သတင်းတွေထွက်ပေါ်လာခဲ့တယ်အဲ့တော့ဒါဒေးဗစ်အော်စင်ကပုဂ္ဂိုလ်ကြီးရဲ့သဘောတူညီမရရှိသေးဘူးဆိုပြီးတော့သူကတင်ထားခဲ့ပေမဲ့တစ်ဖက်က Fabrizio Romano ကတော့ဒါကျွန်တော်တို့ လီယမ်ဒလပ်နေတဲ့ Chelsea ရဲ့ project ကိုကောင်းကြီးလိုက်ပြီးဖြစ်ကြောင်းဆိုပြီးသူကတင်ထားခဲ့တယ်အဲ့တော့ဘလမမကြသေးပဲနောက်ကျွန်တော်ထင်တယ်မနက်၄နာရီနဲ့၅နာရီဒါသူတို့ရဲ့ညဘက်ပေါ့နော်ညသူတို့ည10နာရီ9နာရီ10နာရီလောက်မှာဒါလီယမ်ဒလပ်ကလန်ဒန်မြို့ကိုရောက်ရှိနေပြီဆိုတဲ့တပ်ပုံတွေပါတက်လာခဲ့တာကိုတွေ့ရမယ်ပေါ့နော်အဲ့တော့လက်ရှိမှာ Chelsea တင်းကအပြောင်းရွှေ့မှာလှုပ်လှုပ်ရှားရှားကတော်လေးကိုမြင်နေကစားသမားရဲ့အပြောင်းရွှေ့လဲဈေးသက်သာလူလဲဖြစ်မယ်လို့ကျွန်တော်အနေနဲ့မြင်တယ်ပေါ့နော်အဲ့တော့ဒါရှေ့မှာလည်းသိကြတယ်မဲ့လီယမ်ဒလပ်ကဒါ Ipswich Town တန်ဆင်းသွားရင်ပေါင်သန်း30တဲ့ပေးုံနဲ့စာချုပ်ဖြတ်သိမ်းကြည့်ပေးုံနဲ့ ားသမားကိုခေါ်ယူနိုင်မှာဖြစ်တယ်။ Liam Delap ကိုလည်းရှိမှသာ Newcastle United Everton ဒါကျွန်တော်တို့ Manchester United ဒီအသင်းတွေကတရားဝင်စိတ်ဝင်စားမှုတွေကိုပြသခဲ့ပေမဲ့ကစားသမားကတော့ Chelsea အသင်းကိုရွေးချယ်တာဖြစ်ကြောင်းမင်းညကဒီအသင်းသုံးသင်းကိုဒါကျွန်တော်တို့တို့နေက Leon Delap က inform လန်လုပ်ခဲ့တယ်ဆိုပြီး David Austin ကမြန်မာစံတော်ချိန်ရှင်းလာပြီးခွဲလာမှာတင်ခဲ့တယ်ပြီးလဲပြီးတော့ဒါ Chelsea အသင်းနဲ့ဒါကျွန်တော်တို့ညအဲ့ပေါ့2နာရီ3နာရီလောက်လဲကြာအောင်ချက်ချင်းဆိုတို့ဒါတို့နေပေါင်တန်း30ကိုပေးပြီးတော့စာချုပ်ဖြတ်သိမ်းလိုက်ပြီးဖြစ်ကြောင်း David Austin ကထပ်ပြီးသူ့ရဲ့ Twitter မှာတင်ခဲ့တယ်အဲ့ဒီအချိန်ဘလောက်မှမလင်ဟင်းပဲနာရီခွဲလောက်ကြာတဲ့အချိန်မှာဒါ Fabio Romano ကလည်းဒါ လီယန်ဒလပ်နေတဲ့ Chelsea ရဲ့ project ကိုဒါခေါင်းငိမ့်လိုက်ပြီးဖြစ်ကြောင်းကိုဒါကျွန်တော်တို့သိရတယ်မှာပါအဲ့တော့ Chelsea အသင်းရဲ့ပတ်သက်နေဆိုရင်တော့ဒါသိကြရတယ်မဲ့ long term contract တွေဘောနော်ဒါရေရှည်ကာလရှည်ဒါစာချုပ်တွေနဲ့ပဲဒါလီယန်ဒလပ်ကိုစာချုပ်ချုပ်မယ်လို့သိရတယ်မှာပါတယ်ကောလာဟာလာတွေရတာကျွန်တော်တို့9နှစ် plus 1နှစ်ဖြစ်ဖို့လဲများတယ်ဆိုတဲ့တဲ့နေထွက်ပေါ်ဒါတော့ဒါ standard စာချုပ်ခုနောက်ပိုင်းဖြစ်လာခဲ့ပါပြီလီယန်ဒလပ်ကို9နှစ် plus 1နှစ်စာချုပ်နဲ့ပေးဖို့များတယ်ဒါပြင်ကျွန်တော်လီယန်ဒလပ်ကိုတော့ဒါကျွန်တော်ကောလာဟာလာတွေအရ Chelsea အသင်းကတပတ်လောက်ခလာစာပေါင်သသိန်းခွင့်နဲ့သသိန်း၈၀၀၀လောက်ပေးချေဖို့ တွက်သဘောတူညီမှုရခဲ့တယ်ဆိုတဲ့သတင်းတွေထွက်ပေါ်လာခဲ့တယ်။တချို့သောကောလာဟာသတင်းတွေမှာတသိန်းခွဲကိုမှ bonus အပါအဝင်တသိန်း၈၀၀၀ပြောင်းဖြစ်သွားနိုင်တယ်ဆိုတဲ့သတင်းထွက်လာခဲ့တယ်။အမှန်တမ်းပြောရင် Premier League မှာဒါ၁၉ကြော်တွင်းထားတဲ့တိုက်စစ်မှုတစ်ယောက်အနေနဲ့ DZ ဒီလာစာက fair ဖြစ်တယ်လို့ကျွန်တော်အနေနဲ့မြင်တယ်အဲ့တော့ liam de lap ကိုဒါ chelsea သင်းရလိုက်တာကကျွန်တော်ရဲ့အမြင်မှာဒီဈေးနဲ့ဒီလာစာနဲ့ရလိုက်တာတန်တယ်လို့ကျွန်တော်အနေနဲ့ပုံကူရေးရတော်တော်လေးကိုမြင်မိတဲ့အခြေအနေတခုလို့ပြောလို့ရတယ်အဲ့တော့ chelsea သင်းကသူတို့ရဲ့ဒီနှစ်ဒါကျွန်တော်တို့နွေရာသီရဲ့ပထမအဦးဆုံးခေါ်ယူမှုကိုတော့ iswich town ရဲ့တိုက်စစ်မှုဖြစ်တဲ့ liam de lap ကိုတရားဝင်ခေါ်ယူခဲ့ပြီဖြစ်ပါတယ်စာချုပ်ဖြတ်သိမ်းခြင်းပေါင်တန်း30ကိုအရေးကြပေးသွားမှုပဲတခါတဲ့ debate တဲ့မနေ့ကလေးကပေးချေလိုက်ပြီဖြစ်တဲ့ဆိုတဲ့သတင်းကိုလည်းကျွန်တော်အနေနဲ့ကြားသိရဖြစ်တယ်ဒါပြင်ကျွန်တော်တို့ကစားသမားနဲ့ ဒါမကြခင်စစ်စစ်မှုပြီးဆုံးတဲ့အချိန်မှာတော့9နှစ် plus တနည်းစာအုပ်ချုပ်မှာဖြစ်ပြီးတော့ကစားသမားကပေါင်33ခွဲနဲ့33000ကျောင်းကြာဒါကျွန်တော်ရရှိမယ်ဆိုတာကိုလည်းကျွန်တော်သိရတဲ့တည်းမှာပါပါတယ်အဲ့တော့လက်ရှိမှာ Liam Delap ကတော့ Chelsea သေးရဲ့ဒီနှစ်နွေရာသီးရဲ့ပထမဦးဆုံးတရားဝင်ခေါ်ယူမှုဖြစ်လာခဲ့ဖြစ်တယ်ဒီကစားသမားကျွန်တော်မြင်ရပြောမယ်ဆို Club World Cup မတိုင်ခင်အသင်းကို join မှာဖြစ်ပြီးတော့ Club World Cup မှာဒါကျွန်တော် Chelsea သေးရဲ့ရွေးချယ်လူရတဲ့တိုက်စစ်မှုတွေတဲကတယောက်ဖြစ်လာလို့တော့မြင်အဲ့တော့ Nicolas Jackson ကြီးပဲကိုကြည့်စရာမလိုတော့ဘယ်နဲ့ကြာသိရမယ်ဆိုရင်တော့ဒါတိုက်စစ် ်မှုစစ်စစ်တယောက်ကိုဒါကျွန်တော် Chelsea အသင်းကြည့်ရမယ်လို့ကျွန်တော်အနေနဲ့မြင်တယ်အဲ့တော့ Chelsea ပြည်သက်တွေအတွက်ကတော့ဒီနှစ်ညရာသီကတိုက်ဆက်မှုလူချင်းနဲ့ဒါပြည်သက်တွေအတွက်တိုက်ဆက်မှုတစ်တစ်တယောက်ရောက်ခဲ့ပြီလို့ပြောလို့ရတယ်မှာပါအဲ့တော့ဒါနဲ့ဆက်ဆက်ပြီးဒါကျွန်တော်သိရတဲ့သတင်းတွေရပါဘောနော်ဒါနောက်ဆုံးဖတ်ရတဲ့သတင်းတွေက Chelsea တင်းတဲ့ဒီတိုက်ဆက်မှုနေရာမှာရက်တက်နေမှာမဟုတ်ဘဲနောက်ထပ်တိုက်ဆက်မှုဒါပို့ပြီးတော့ အဲ့ဘောစူပါစတားဆိုင်ငင်းဆိုတဲ့တိုက်စစ်မှုတယောက်ကိုချက်ဆွေးအသင်းကခေါ်အုံးမယ်ဆိုတဲ့သတင်းတွေလည်းတောက်လျှောက်ထွက်ပေါ်နေကြတော့တွေ့ရမယ်ဒီသတင်းကိုဒါတင်ဆက်လာကြတာ Telegraph ကဖြစ်တဲ့ကြောင့်မို့ Tier 2 Tier 3ပတ်ချာလဲဝင်ကျင်ကြလို့ပြောလို့ရတဲ့အခြေအနေရှိအဲ့တော့ချက်ဆွေးအသင်းကဒီနေရာမှာဒါတိုက်စစ်မှုနှစ်ဦးကိုပြစ်မှတ်ထားတာတည်းဆိုပြီးသူတို့ရဲ့ article မှာရေးထားခဲ့တယ်ပထမဆုံးတစ်ယောက်ကသိကြတယ်မှာဒါ Frankfurt ရဲ့တိုက်စစ်မှုဖြစ်တဲ့ Hugo Akadai ပေါ့နော် Hugo Akadai ကို Frankfurt ဘက်ကတော့ဒါတော်တော်လေးကိုကြီးလေးနေစီသတ်မှတ်ထားတဲ့ Euro 90ပတ်ချာလဲဝင်ကျင်ကြသတ်မှတ်ထားတယ်လို့ဖတ်ထားရတယ်မှာပါအဲ့တော့ ချက်စီတင်နေတာဟီကိုအကဒတ်ကိုဒီဈေးပေးဘူးတော့ဘလို့မ ဈေးမရှိဘူးလို့တင်တယ်။တခြားချက်စီးဘက်ကဒါကျွန်တော် Hugo at the tag ကိုတီးတော့ကယူရိုတန်း90နဲ့တန်း60ဈေးသတ်မှတ်ထားတယ်။အဲ့လောက်ဆိုတော့တို့အနေနဲ့စိတ်ဝင်စားရင်စားမယ်။အဲ့ဒါတော့မှတို့တို့အနေနဲ့ခုလက်ရှိမှာတိုက်စစ်မှု2ရောက်ဖြစ်နေပြီကြောင့်တို့တွေတော်တော်လေးကိုစဉ်းစားမယ်အနေထားမှာရှိတယ်။တိုးရိမ်မဲ့တော့ညာလက်ခုလက်ရှိမှာ Frankfurt ရဲ့သတ်မှတ်တဲ့ဈေးက Chelsea ကလုံးဝလုံးဝကိုပေးချေမဲ့ဈေးမဟုတ်တဲ့အတွက်ကြောင့်မို့တီးကြတာတခုကဒါ Hugo at the tag ကိုလက်ရှိမှာ Chelsea အသင်းကခဏမိထားတယ်လို့ပြောလို့ရတော့ Chelsea အသင်းကလက်ရှိမှာအာမန်တာကျွန်တော်မနေ့ကပြောခဲ့ Arsenal ကစားသမားတိုက်စစ်မှုတွေကိုစိတ်ဝင်စားမလားကျွန်တော်ပြောခဲ့တယ်ပဲဒီနေ့မှာစိတ်ဝင် င်စားသွားပြီလို့ပြောလို့ရတယ်။ချက်စီးသစ်နယ်လာမဲ့နေရာဒီမှာတီဂျာတခုဟာသူတို့အနေနဲ့ဒါဆက်စကူနဲ့ဒါကိုယိုဂရက်စ်ကိုလည်းခေါ်ယူဖို့အတွက်စိတ်ဝင်စားနေတယ်ဆိုတဲ့သတင်းထွက်လာခဲ့တယ်။ချက်စီးသစ်နယ်ဒီဂျာထဲမှာကိုယိုဂရက်စ်ရဲ့အေဂျင့်အနေနဲ့တွေ့ဆုံဆွေးနွေးခဲ့တယ်ဆိုပြီးမနစ်ညကညလယ်ပိုင်းမှာသတင်းတခုရတက်လာခဲ့တာတွေ့ရမယ်။ဒါပေမဲ့အဲ့ဒီသတင်းကဒါကျွန်တော် tier 3 4လောက်ပဲ share တော့ကြုတ်ကြက်လိပြီ။အဲ့တော့လက်ရှိမှာဘာလို့ဒါချက်စီးသစ်နယ်ကကိုယိုဂရက်စ်ပဲလဲသွားလဲဆိုတော့ တဖက်ကအာစနောသင်ကဘန်ဂျမင်ဆက်စကိုမှာဘန်ဂျမင်ဆက်စကိုဖြစ်နေပြီးတော့ကာယိုဂက်ရဲ့အပြောင်းရှိသူတို့အနေနဲ့နောက်မှထားလိုက်တဲ့သဘောမှရှိရတယ်။ဒါကြောင့်မို့ဒါကျွန်တော်တို့ကာယိုဂက်ကိုဒါချက်စီသင်ကဂျားဖြက်ခေါ်ယူဖို့အတွက်ကျွန်တော်အနေနဲ့စဉ်းစားနေတယ်ပြောလို့ရတယ်။ကာယိုဂက်ကဂျားရဲ့မမဲ့ရတာကြောင့်ဒါအာစနောသင်နဲ့ဒါပုတ်ကူကြီးရသဘောတူညီမှုတော့မှထွက်ထားရဲဆိုတော့ကောလာဟာလာဆဆန်ထွက်ခဲ့ပေမဲ့တကယ်တမ်းသဘောတူညီလားမတူညီလားဆိုတာဒါ Tier 1 journalist စီကမတွေ့ခဲ့ဘူး။ဒါပေမဲ့ Tier 3 Tier 4ဘက်မှာဒါကျွန်တော်အာစနောသင်ကဒါတရားဝင်ကန့်လန့်ခဲ့မယ်ဆိုရင်တော့ကစားသမားကခေါင်းညိတ်သွားမယ်ဆိုတဲ့သတင်းတွေထွက်လာခဲ့တယ်။ဒါပေမဲ့လက်ရှိမှာဒါအာ စောင့်သင်ဘက်ကဆက်စကိုဘက်ကိုတာဂက်ပြောင်းသွားတဲ့အတွက်ကြောင့်မူကာယိုဂရက်ဘက်ကိုတော့ဒါကျွန်တော်တို့အဲချက်စီသင်ဝင်လာခဲ့တယ်ချက်စီသင်နဲ့ခုလက်ရှိမှာကာယိုဂရက်ကဒါပြောရမလို့ဟီဂိုအက်ကတိုက်တို့ဘာလို့ထပ်ဆိုင်တော့ဒါစာချုပ် I'm sorry အဲအပြောင်းရွှေ့ဈေးကတော်တော်လေးကိုတက်တာလေးလို့ပြောလေဟီဂိုအိုက်ကနဲ့ခုနပြောလိုပဲဒါပေါက်ကြရဈေးဖြစ်တဲ့ယူရိုတန်90ပတ်ချာလေးဝန်းကျင်ကခေါ်နေတဲ့အချိန်မှာဒါချင်းနဲ့ကာယိုဂရက်ကယူရို65တန်60ပတ်ချာလေးဝန်းကျင်ကပေါက်55တန်နဲ့ယူရို65တန်ပတ်ချာလေးဝန်းကျင်ကကာယိုဂရက်ရဲ့အပြောင်းရွှေ့မှာဒါရသွားနိုင်တယ်ဆိုတဲ့သတင်းတွေထွက်ပေါ်လာခဲ့တယ်ပေါ့နော်အဲ့တော့ပြောချင်တာကဒါချက်စီအသင်းသားလာမယ့်နေရာဒီမှာကာယိုဂရက်တို့တိုက်စင်မျိုးကိုရခဲ့မယ်ဆိုရင်တော့ share ပြတ်သွားနိုင်မယ်လို့ကျွန်တော်အနေနဲ့မြင်တယ်အဲ့တော့ Chelsea တင်က Kyle Grass ကိုလည်းဒါကျွန်တော်အပြောင်းရွှေ့ကိုလည်းအားဆိုင်လာပြီလို့သိရတယ်အဓိကအဒီညမှာဒါ Chelsea တင်နဲ့ Club Walker ကရမယ်ပတ်စံလည်းရှိတယ်အခုလက်ရှိမှာ Champions League ဝင်ထားတဲ့ပတ်စံလည်းရှိတယ် Conference League လည်းရှိမှာ Fly ရထားတဲ့ကြောင့် Chelsea တင်ကလာမယ့်နေရာဒီမှာငွေကိုတော်တော်လေးကိုသုံးလို့ရမယ်အနေထားမှာရှိတယ်အဲ့တော့ Club Walker ကျွန်တော်တိလောက်ကပေါ့နော်လက်ရှိမှာဒါ Club Walker အနေနဲ့ဒါ Quarter သို့မဟုတ် Semi Final လောက်ရောက်ပြီဆိုရင်တော့မှအဲ့ဒီအသင်းကဒါကျွန်တော်ပေါင်ကိုတန်းကိုရာနဲ့ချီလောက်နေနေရမယ်လို့သိရတယ်မှာပါဝင်ပြိုင်တဲ့အသင်းတော့ရာနဲ့ချီလောက်နေနေပြမယ်တို့ကြောင့်ဒါ ျွန်တော်သူတို့ရဲ့ဘုံငွေတော့မှဘီလီယံနဲ့ချီတယ်လို့သိရတယ်မှာဒါတို့တော့ဒေါ်လာပေါ့နော်အဲ့တော့ဘယ်လိုပဲပြောတာကျွန်တော်တို့ချက်စီသင်းအတွက်ကလာမဲ့နေရာဒီမှာဒါကျွန်တော်ခုနကပြောဆိုချန်ပီယံလိဝင်ဝင်ရဲ့ပတ်စံရဲ့ကလပ်ဘောကတ်ရဲ့ပတ်စံဒီအပြင်ကိုဒါကွန်ဖရင့်လိဂါစုချင်းငွေတွေပါပေါက်လိုက်မယ်ဆိုရင်တော့ပတ်စံကိုအေးအေးဆေးဆေးတုံးလို့ရမယ်အခြေအနေတခုချက်စီသင်းရောက်နေတယ်လို့ကျွန်တော်နေမြင်တယ်အဲ့ဒါကြောင့်မို့ကာယိုဂရက်စ်ကိုလည်းချက်စီသင်းနဲ့လာမဲ့နေရာဒီမှာခေါ်ခြင်းနဲ့ဆိုရင်တော့ခေါ်လို့ရမယ်ပိုဇီရှင်တခုမှရှိတယ်လို့ကျွန်တော်နေမြင်တယ်ပြီးတော့ခုနကပြောဆိုလဲပြောဦးမေးသွားလီယမ်ဒလက်ကလက်ရှိမှာချက်စီသင်းရဲ့ project ကိုခေါင်းငိမ့်လိုက်တယ်ဆိုတာကချက်စီသင်းရဲ့လက်ရှိမှာဒါ ော့သူတို့အနေနဲ့ချန်ပီယံလိဝင်ခွင့်ရလို့ဖြစ်ခဲ့လို့မာရက်စကာကွေးဟိုအန်ဇိုမရက်စကာရဲ့ဒါကျွန်တော်ကစားပုံကိုကျင်းနေတဲ့လို့အန်ဇိုမရက်စကာကလည်းဒါလီယမ်ဒလက်ပြေခေါ်ယူမှုမှာအများကြီးရေးကြီးခဲ့တယ်ဆိုပြီးဖာဗီဇိုရိုမာနိုကသူ့ရဲ့ Twitter စာမျက်နှာပေါ်မှာရေးတင်ထားခဲ့တာကိုတွေ့ရမှာအဲ့တော့ဘလူးဘောလာလက်ရှိမှာချယ်ဆီအသင်းကဒီနေ့နွေရာဒီပထမဆုံးဟီဝီကိုကတော့လီယန်ဒလပ်ကိုအစ်စဝစ်တောင်ကနေပြီးတော့ပေါင်သန်း30စာချုပ်ဖြတ်သိမ်းခြင်းနဲ့ခေါ်ယူနိုင်ခဲ့ဖြစ်တဲ့စာချုပ်တက်တဲ့9နှစ် plus 10နှစ်လို့ကြားရပါတယ်ဒါကတော့ update ဒီ update ထပ်ပြောပြမယ် ဒီလောက်ပါပဲဘောလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ youth sport media 3.0ဆိုတော့ဒီ before you တို့မှာဂျင်းလူစာပေါအောင်ကိုညွှန်လို့ရပါတယ်မြန်မာပြည်လက်ကလစ်ဖို့မမေ့ကြပါနဲ့ဗျအောက်က comment တွေထဲမှာလည်း youth sport media 3.0ဆိုတော့ TV for you တွေလင်လေးတွေကိုထည့်ပေးထားခြင်းပြကြောင်းပြဆောက်ကိုညွှန်ပေးလို့ရပါတယ်ကျွန်တော် YouTube channel လေးကို like and subscribe လေးကိုကျွန်တော်အားပေးလို့ရပါတယ်မြန်မာပြည်လက်ကလစ်ဖို့မမေ့ကြပါနဲ့ဗျများများကလစ်မှာမြန်မာနိုင်ငံဖြစ်ပါတယ်အားလုံးမကြိုးတင်ပါနဲ့ကောင်းမွန်သောနေ့လေးတွေဖြစ်ပါစို့ဆုမွန်ကောင်းတောင်းပေးနေပဲကျွန်တော်တို့ညောင်းမှာပဲအေးစစ်စစ်တွေ့ကြရဖို့ကျွန်တော်ကိုမြို့ပါဗျာ v i v